ဒီလိုပတ်သက်မှုတွေကြောင့်ခရိုနီကတော်ဖြစ်တဲ့ဝင်းမုံရွှေရိုးသာပိုအေးပေးဆက်ဆံခဲ့ကြတဲ့ပိုင်တကုံနဲ့မလင်းများဖူပရိသတ်များအားလုံးပဲမြင်ကြပါပါရှင်မြန်မာဆယ်လီ insider fish ကနေပြီးတော့ပြန်လည်ချိုးဆိုလိုက်ပါရရှင်ဘိုင်းဒဂွန်နဲ့မလင်းမြဖူရိုကမင်္ဂလာဝဲရီတဝဲပြီးတဝဲချင်းဖနေကြတာဖြစ်ပါတယ်ဘိုင်းဒဂွန်ကအနုပညာအတိုင်းဝိုင်းမှာကြော်ကြတဲ့သူတယောက်ဖြစ်တဲ့အတွက် သူမင်္ဂလာပွဲကိုအနုပညာရှင်အတိုင်းဝိုင်းကအများအပြားတက်ရောက်ကြတာပါပိုင်တကုံကလည်းအနုပညာလောကမှာသူနဲ့ရှင်နေတဲ့သူအားလုံးကိုဖိတ်ခဲ့တာဖြစ်ပါတယ်ပိုင်တကုံကထိတ်တဲမင်းသမီးတွေတတော်များနဲ့လည်းတွဲဖက်ရိုက်ကူပူတာမို့အားလုံးကမပြတ်မကွက်မင်္ဂလာပွဲကိုတက်ရောက်ပေးကြပါတယ်ပိုင်တကုံမင်္ဂလာပွဲကို ဖွေးဖွေးနဲ့ဝမ်းမုံရွှေတို့ညီမလည်းတက်ရောက်ပေးခဲ့ကြပါတယ်ဖွေးဖွေးရတော့မိခင်ဖြစ်သူနဲ့တက်ရောက်တာဖြစ်ပြီးတော့ဝမ်းမုံရွှေရတော့ခင်ပွန်ဖြစ်သူနဲ့တက်ရောက် ောက်လာတာပါဘိုင်းတကွန်ရဲ့ဆူလျာရက်ဘက်မင်္ဂလာပွဲမှာရောညစာစားမင်္ဂလာပွဲနှစ်ခုလုံးကိုဝမ်မုံရွှေရခင်မုံဖြစ်သူလက်ကိုဆွဲပြီးတော့တက်ရောက်ပေးခဲ့တာဖြစ်ပါတယ်ဝမ်မုံရွှေရညစာစားမင်္ဂလာပွဲကိုတက်ရောက်လာတဲ့အချိန်မှာလဲလဝိယန္နာအပြည့်ဝစ်ဆင်ပြီးတော့တက်ရောက်ခဲ့တာဖြစ်ပါတယ် ခင်မွန်ဖြစ်သူကိုနိုင်ဖြိုးကျော်ရဲ့အရှိန်အဝါနဲ့ဒိန်တောင်ကျော်ရဲ့လက်ဝတ်ရတနာတွေကိုဝစ်ဆင်ပြီးတော့ပွဲချက်ပေးခဲ့တာဖြစ်ပါတယ်။ကိုနိုင်ဖြိုးကျော်ကတော်ယုံဆိုရင်လူကြားရဲကိုသိပ်ပြီးတော့မသွားပါဘူး။ဒါပေမဲ့ပိုင်ဒဂွန်ရဲ့ပွဲကိုတော့မျက်နာများစွာနဲ့တက်ရောက်ပေးတာပါ။ပိုင်ဒဂွန်ရဲ့ဝင်းမုံရွှေကြီးတို့သာခင်တာမဟုတ်ပဲ မလင်မြဖူးရဲ့အတိုင်းဝိုင်းမျက်နှာကြောင့်လဲကိုနိုင်ဖြိုးကျော်ဘက်ကပါတက်ပေးရဖြစ်ပါတယ်။မလင်မြဖူးရဲ့ဖခင်ဖြစ်သူကစီကုံလေကြီးများအသင်းရဲ့ဥက္ကဋ္ဌဖြစ်ပါတယ်။ဒါကြောင့်မို့ကိုနိုင်ဖြိုးကျော်နဲ့ဆိုရင်စီဝိုင်းလောကအရပတ်သက်ဆက်နွယ်ရတာတွေရှိပါတယ်။ ပိုင်ရကုံနဲ့မန်လေးမြဖူးလို့ရဲ့ပွဲကိုတကယ်တည်းကြီးတတိရီကတက်ရောက်ပြီးတော့ချင်းမြင့်ကြတာဖြစ်ပါတယ်။လက်ဖွဲရီကဆိုရင်လည်းဒိန်းညာချီကနေဒိန်းတထောင်ကျော်လောက်အထိကိုလက်ဖွဲကြတာတောင်ရှိပါတယ်။မင်္ဂလာပွဲမှာပိုင်ရကုံနဲ့မန်လေးမြဖူးလို့ကတယောက်နဲ့တယောက်အပြန်အလှန်ချစ်စကားတွေဝေမျှပါတယ်။သူတို့နှစ်ယောက်တည်းတည်းမဟုတ်ပဲတကယ်ချင်းအပေါင်းအသင်းတွေကိုပါသူတို့အတွက်အကုန်ပြုစကားတွေပြောခိုင်းတာဖြစ်ပါတယ်။မန်လေးမြဖူးဘက်က၄ယောက်ပြောကြသလိုပိုင်ရကုံဘက်ကလည်း၄ယောက်ပြော ောပါတယ်။တငယ်ချင်းအရင်ခေါက်ခေါက်နှစ်ယောက်ဖြစ်တဲ့အောင်လီနဲ့လင်းအောင် ခစ်တို့ကိုပြောခိုင်းခဲ့တာပါ။ဒါအပြင်မိန်းကလေးတငယ်ချင်းဖြစ်တဲ့ဘန်းယောင်ချေကိုလည်းဂုံပြူစကားပြောခိုင်းခဲ့တာပါ။နောက်တစ်ယောက်ကတော့ဝင်းမုံရွှေဖြစ်ပါတယ်။ဝင်းမုံရွှေရပိုင်တကောနဲ့အရင်ရင်းနှီးတာမျိုးမဟုတ်ပါဘူး။စီနီယာနဲ့ဂျူနီယာဆက်ဆံရေးနေနဲ့ပွဲတဲ့တချို့မှာစုံပြီးတော့ရင်းနှီးကြတာဖြစ်ပါတယ်။ ဖွဲချက်တွေအတူတူတက်ရတာများပြီးတော့ရုပ်ရှင်ဇာတ်ကားကြီးတွေတောင်မှအတူတူရိုက်ဖူးတာမျိုးမရှိပါဘူး။ဒါပေမဲ့ပိုင်တကောကဂုံပြုစကားပြောဖို့အတွက်ဝမ်မုံရွှေကြီးကိုတကူတကပြောခိုင်းခဲ့တာဖြစ်ပါတယ်။ဝမ်မုံရွှေကြီးထက်ဆိုရင်တော့ပိုင်တကောကဖွေးဖွေးနဲ့ပို့ပြီးတော့ရင်းနှီးရတော့တောင်မှပြောလို့ရပါတယ်။ဖွေးဖွေးနဲ့ရွှေဖူးစာရုပ်ရှင်ဇာတ်ကားကြီးကိုလည်းတရုပ်ဆောင်ပူထားတာပါ။ဒါပေမဲ့ဝမ်မုံရွှေကြီးနဲ့က တက်တက်ဆက်နွယ်မှုများတာကြောင့်အခုလိုမျိုးတကူတကပြောခိုင်းတာဖြစ်ပါတယ်။ပြိသတ်တရားတော့မလင်းမြဖူးရဲ့အတိုင်းဝိုင်းနေနဲ့ကိုနိုင်ဖြိုးချော်ရဲ့ဆက်နွယ်မှုတွေကြောင့်သူတို့ဝဲမှာဝင်းမုံရွှေတို့ကိုအရေးပေးတာဆိုပြီးတော့ခံမှန်းနေကြတာလည်းဖြစ်ပါတယ်။ ဝင်းမုံရွှေကြီးကကိုနိုင်ဖြိုးကျော်နဲ့လက်ထပ်ပြီးတဲ့အချိန်မှာအရာရာပြောင်းလဲခဲ့ရပါတယ်။ကိုနိုင်ဖြိုးကျော်ရဲ့ဇနီးနေနဲ့အနုပညာအတိုင်းဝိုင်းရလဲအလေးပေးခံနေရတဲ့အပေါ်ပရိသတ်ကြီးနေနဲ့အမြင်လေးကောမန်လေးတွေမှာပြပြပေးပါအောင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်လဲပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။